ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသူမေမေခွန်ရှင်ကတော့ဥဟန်ဇော်ထွန်းပါသူကောင်းအောင်မေးထားတာပေါ့နော်ဟုတ်ပြီသူကသူကလေးအတွက်မေးတာထင်တယ်ဆရာကြီးဆရာကြီးခင်ဗျားတဲ့ကလေးနာမည်ကလင်းတေဇာပေါ်ပါတဲ့ဟိုယောက်ျားလေးပေါ့ဟုတ်ကဲ့ဆရာကြီးအသက်က3နှစ်ပါတဲ့ဟုတ်ပြီအရွယ်ကောင်းနေဟောကလေးမှာတဲ့ပြန်ရီကျော်ကင်စာလို့ဆရာဝန်ကပြောပါတယ်တဲ့ပြန်ရီကျော်ကင်စာတဲ့ဟုတ်ပြီ အခုမန္တလေးဂရင်950မှာစေးကူပြီးတဲ့နောက်တစ်ပတ်မှာဂရင်300မှာစေးဆက်ကူရမယ်လို့ပြောပါတယ်တဲ့ဟုတ်ပြီကင်ဆာဆေးသွင်းရမယ်လို့လည်းပြောပါတယ်တဲ့ဟုတ်ပြီဗျာဆေးရုံကပြန်ဆင်းလာရင်တဲ့ဘာတွေလိုက်နာရမလဲကျင့်သုံးပေးရမလဲဆိုတာသိချင်ပါတယ်ခင်ဗျာဟုတ်ပြီဘုရားပြုတ်ွက်ကိစ္စတွေကိုလည်းပဲဟုတ်ကဲ့ပါဆရာဆိုးအောင်ပြုပါဟုတ်ကဲ့ပါဆရာလိုက်နာစရာဆိုလို့ကလေးကိုနံပါတ်1ဘာအကျော်မှမကြွေးပါနဲ့ ဟုတ်ကဲ့ပါဆရာဒီရွယ်ကလေးလေးဆိုတာအကြော်ကြိုက်တတ်တယ်လေဟုတ်ကဲ့ပါဆရာဒီမှာအာလူကြော်ငမုတ်ကြော်ဣကြကွေးကြော်စမူစာကြော်ငားကြော်ကြက်ကြော်အဲ့လိုအကြော်မှန်သမျှအကိုရပ်လိုက်ပါဟုတ်ကဲ့ပါဆရာအကြော်မှန်သက်ရတဲ့စားစရာမရှိတော့ဘူးဖြစ်မယ်စားစရာဒိန်ချင်လေးတိုက်ပေးပါဟုတ်ကဲ့ပါဆရာမထင်းနဲ့တရားပါမယ်ရေခဲမပါပါဘူးနောက်မကြီးဖြော်လေးတိုက်ပေးပါနောက်ရနိုင်မယ်ဆိုရင်အဲ့ဒီမှာကစွန်းရွက်အယူအနီကို ချင်းချင်းနဲ့ပြုတ်ပလိုက်ပါဟုတ်ကဲ့ပါဆရာချင်းပြုတ်ချင်းတောက်လို့ရှိရင်ခလေးတောက်ချင်မှာမဟုတ်ဘူးဟုတ်ကဲ့ကော်ဖီမုံလေးအနံလေးမွှေးအောင်နဲ့တဲ့ဟုတ်ကဲ့ပါဆရာဒါနဲ့အရေးအရေးနီပြုတ်ထားတာကိုကော်ဖီမုံလေးထည့်ပြီးတော့အဲ့ဒါလေးကိုရေစားသားတောက်နည်းနည်းချင်းတောက်အမြဲတည်းပေးနည်းနည်းချင်းတောက်အဲ့လိုတောက်လိုက်ရှိဒီခလေးတက်တောက်တက်တာချစ်ဖြစ်တော့မှာပါဟုတ်ကဲ့ပါဆရာလိမ့်စရာတော့ကရမတ်ပေါ့နော်တနခါကရမတ်လိမ့်စရာတော့တနခါကရမတ်လိမ့်ပါ ်ကဲ့ပါဆရာကျေးဇူးတင်ပါတယ်ဆရာကြီးအားလုံးစာဝနာခင်ပြရရှင်းကြပါစီဗျာ